အားလုံးပဲမင်္ဂလာပါဒီတင်ကန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားပါပါမေကွာမေကွာအမေရိကန်နိုင်ငံကိုခေါ်တာပါမေကွာသူတို့အမေရိကန်သွားတယ်ထားမဲ့ချေမေကွာ ထားမယ်သူတို့ဒါက subject အနေနဲ့သုံးထားတာပေါ့နော်ပြုလုပ်သူပေါ့ခြေသွားတယ်ဒါကတော့ valve တစ်ခုဖြစ်တယ်ဗျမေကွာ American နိုင်ငံဒါကသွားချင်းခံရတဲ့နိုင်ငံဖြစ်တယ်ပေါ့ခံရမှုကိုပေါ်ပြတော့ကန်ပုတ်အနေနဲ့ valve ဖြစ်နောက်မှာသုံးထားတာနော်ဟုတ်အဲ့တော့သူတို့ American သွားတယ်ထားမယ်ခြေမေကွာထားမယ်ခြေမေကွာငါ American သွားဘူးတယ်ဝါခြေကွာမေကွာ watch ကွာမေကွာအဲ့တော့ဒီနေရာမှာ cause ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါကတော့ special particle လို့ခေါ်တဲ့အခြေအနေပြနောက်ဆက်ပုတ်တစ်ခုဖြစ်တယ်အတိတ်ကအတွေ့အကြုံတွေကိုဖော်ပြအောင်သုံးတယ်ပေါ့เนาะအဲ့တော့ဒီစကားလုံးကတော့နောက်ဆက်ပုတ်ဖြစ်တယ် verb ရဲ့နောက်မှာတွဲဆက်ပြီးတော့သုံးလေးရှိတယ်เนาะအတိတ်ကအတွေ့အကြုံတွေကိုဖော်ပြအဲဒါကြောင့်မို့ cause ဆိုတဲ့စကားလုံးသုံးထားလို့ရှိရင်ဒါ pasting ကိုဖော်ပြတယ်ပေါ့နော်အဲငါအမေရိကန်သွားဖို့တယ်ဝါချီကောမေကောဝါချီကောမေကော ငါအမေရိကန်မသွားဘူးဘူးဝါမေချီကွာမေကွာဝါမေချီကွာမေကွာအဲ့တော့ဒီနေရာမှာအငင်းသုံးတဲ့အခါမှာကျွန်တော်တို့ကပုကောမသုံးထားဘူးပေါ့နော်မေယောဆိုတာကိုသုံးထားတယ်ဘာလို့လဲအတိတ်ဖြစ်နေလို့ခုနကကျွန်တော်ရှင်းပြခဲ့တယ်เนาะကောဆိုတဲ့နောက်ဆက်ပုတ်ဒီအတိတ်ကအတွေ့အကြုံကိုဖော်ပြအောင်အတွက်သုံးထားတာဒါကြောင့်မို့ချွေကောဆိုတဲ့ ုံနှုံတုံထားခြင်းအပြင်ပါစတင်ဖြစ်သွား၏ပါစတင်တွေကိုညင်းဆိုတဲ့အခါမှာပုနဲ့ညင်းလို့မရဘူးပေါ့နော်ဒါကြောင့်မို့တရုတ်ဘာသာစကားမှာ ို့ချီကောလို့လုံးဝတုံးလို့မရအောင်ဘလို့ပဲတော့ရလဲမဲယောချီကောဒီနေရာမှာမဲယောဆိုတဲ့စကားလုံးကလည်း negative adverb လို့ခေါ်တယ်အငင်းကရိယာဝိသေသနာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့ verb ဖြစ်ရှိရလေအထူးပြုပြီးညင်ထားတယ်သူ့ရဲ့ထူခြားချက်ကတော့ဒီစကားပြောတဲ့အခါမှာယောဆိုတဲ့အတန်တော့ကိုထည့်ပြောเสียမလို့ပေါ့နော်ဒါကြောင့်မို့မဲချီကောဆိုပြီးတုံးထားတာ Okay အဲ့တော့ငါအမေရိကန်မသွားဘူးဟောမဲချီကောမဲကောဟောမဲချီကောမဲကော မင်းအမေရိကန်သွားဖူးလားနေချွေကမေကွာမနေချွေကမေကွာမအဲ့တော့မေကွာစာအမေရိကန်နိုင်ငံလားစာမာပေါ့နော်အဲ့တော့ချွေကမေကွာအမေရိကန်သွားဖူးတယ်မာဒါကတော့ဝချနော့ဆပ်ပုတ်ပေါ့နော်လားတလားမေကွန်ကိုဖော်ပြအောင်တုံထားတာပါမင်းအမေရိကန်သွားဖူးလားညချွေကမေကွာမညချွေကမေကွာမသူအမေရိကန်တစ်ချိန်သွားဖူးတယ် 他去过一次美国。အဲ့တော့ဒီမှာ一次ဆိုတာတစ်ချိန်ပေါ့နော်ဒီအကြောင်းလေးကိုရှင်းပြပေးမယ်။ ਈ ဆိုတာကတကနံပေါ့ဒါကတင်ချစကလုံးတစ်ခုဖြစ်တယ်။ ਸ ဒါကတော့ measure ပေါ့နော်မျိုးပြစကလုံးတစ်ခုဖြစ်တယ်။တင်ချမျိုးပြပေါ့နော်။အဲ့တော့ဒီမှာတင်ချမျိုးပြမှာမျိုးပြစကလုံးက frequency လို့ခေါ်တဲ့ချိန်နှုန်းတွေကိုဖော်ပြတာဗျာနော်။ဒါဆိုလို့ရှိရင်သူက အဲ vac ကျဲ့နောက်ကလေးဖြစ်စွတ်ဖို့အနေနဲ့သုံးတော့ပေါ့နော်ကောင်းပြီအဲ့တော့ vac ဖြစ်နောက်မှာအစိပ်ပိုင်းရ၃ခုရှိတယ်တစ်ခုကတော့ special particle လို့ခေါ်တဲ့အခြေအနေပြနောက်စပ်ဖို့နောက်တစ်ခုကဖြစ်စွတ်ဖို့အပိုင်းတင်ချာမျိုးပြစကားစုကို complement လို့ခေါ်တဲ့ဖြစ်စွတ်ဖို့သုံးထားတယ်ပြီးတော့간ပုတ်သုံးထားတယ်အဲ့တော့ဒီ vac ဖြစ်နောက်ကအစိပ်ပိုင်းနေတဲ့မှာအဲ့သုံးမျိုးကတော့တမျိုးမဟုတ်တမျိုးလာလေးရှိတယ်ပေါ့เนาะအဲ့လို၃မျိုးကိုတပြိုင်တည်းတွဲတဲ့အခါမှာ तू อ่ะ သူ့ရဲ့ senior အရာဆိုလို့ရှိရင်အခြေအနေပြနောက်ဆက်ပုတ် special particle ကဦးစားပေးတွဲရတယ် verb ဖြစ်နောက်မှာကပ်ပြီးတွဲရတယ်ချီကောဒီနောက်မှာတွဲလို့မရအောင်နော်ဆိုလိုတာချီ is quo လို့တုံးလို့မရတလို့ချီ me quo quo လို့လည်းတုံးလို့မရအောင်သူက verb နဲ့အနည်းဆုံးမှကန်နေရချီကောပြီးတော့တင်ချာမျိုးပြတင်ချာမျိုးပြတွေကဖြစ်ဆက်ပုတ် complementary အနေနဲ့တုံးထားလို့ရှိရင်ဒီ ကျွန်တော်တို့ကနပြောတဲ့ special particle ပေါ့နောက်ဆက်ပုတ်ပြီးရင်သူ့ကိုဆက်တွဲရတယ်သူကဒီနောက်ရဲ့နောက်မှာကံပုတ်ရဲ့နောက်မှာတွဲလို့မရအောင်ဆိုလိုတာကတော့ခြေကမေကောဤချစ်လို့တုံးလေမရှိဘူးပေါ့နော်ခြေကဤချစ်မေကောဒီလိုတုံးတာပေါ့နော်ကောင်းပြီအဲ့တော့ကံပုတ်ကံပုတ်အစိပ်ပိုင်းရတော့နောက်ဆုံးမှာထားတုံးလေးရှိတယ်ဟုတ်ပြီနော်ဒါကြောင့်မို့ vac ကိုတုံးတယ်သူ့ရဲ့နောက်မှာဖြည့်ဆက်ပုတ်ပြီးတော့သူ့ရဲ့နောက်မှာအခြေနေပြနောက်ဆက်ပုတ်ပြီးတော့မှဖြည့်ဆက်ပုတ်ပြီးတော့မှကံပုတ်ပေါ့နော်ဒီလိုတုံးတာ အပွိုင်လေးမှတ်ထားပေါ့ okay အဲ့တော့ချီကွာဤချစ်မေကွာ American တချိန်သွားဘူးတယ်အဲ့တော့သူက American ကိုတချိန်သွားဘူးတယ်ထားချီကွာဤချစ်မေကွာ သူအမေရိကန်ဘယ်နှကြိမ်သွားဖို့လဲထားချွေကကြည်ချမေကွာအဲ့တော့ကြည်ဆိုတာဘလောက်လဲပေါ့နော်ဒါကတော့မေကွန်းနဲ့စားတစ်ခုဖြစ်တယ်ခုနကဘာတွေမေးလဲဆိုတော့နံပါတ်6ကိုပြန်ကြည့်ပါတနှစ်3ပေါ့နော်တင်းချာစကလုံးတွေကိုမေးတယ်ဒါကြောင့်မို့ကျွန်တော်တို့တင်းချာစကလုံးတွေရပါသူ့ကိုမေးတဲ့မေကွန်းနဲ့စားပေါ့ကြည်ဆိုတာကိုအစားထိုးပြီးတုံးလိုက်တယ်အဲ့တော့ထားချွေကကြည်ချမေကွာထားချွေကကြည်ချမေကွာသူကအမေရိကန်ဘယ်နှကြိမ်သွားဖို့လဲ သူမနှစ်ကအမေရိကန်သွားဖို့တယ်။ထားချီနျန်ချီကွာမေကွာ။အဲ့တော့ချီနျန်ဆိုမနှစ်ကဒါကတော့အခြေအိုပေါ်ပြတဲ့အနံတစ်ခုဖြစ်တယ်ပေါ့နော်။အခြေပေါ်ပြတဲ့နံတွေက verfiet ရှီယာနဲ့အထူးပြုပြီးတော့ရတယ်။ဒါကြောင့်မို့ချီနျန်ချီလို့တော့တယ်။ဟုတ်ပြီနော်။အဲ့တော့ချီနျန်ချီကွာမနှစ်ကသွားဖို့တယ်မေကွာအမေရိကန်။သူမနှစ်ကအမေရိကန်သွားဖို့တယ်။ 他去年去过美国，他去年去过美国。然后第二嘛，美国没留下来，美国没得卡被偷下来不？啥时候？啥时候？然后啥是那个什么不？然后 textbook 里的嘛，然后什么时候了偷呢？第嘛个了啥时候了偷呢？是个表包三不？那好，然后都被偷下，American 偷不下来，他啥时候？ ချီကွာမေကွာအဲ့တော့ဒီမေကွန်းနေရာမှာလည်းအဖြေကိုပြန်သုံးမယ်နံပါတ်8ကိုပြန်ကြည့်ပါထားချီနျန်ချီကွာမေကွာထားချီနျန်သူမနှစ်ကချီကွာမေကွာအမေရိကန်သွားဘူးလေအဲ့တော့မေကွန်းနေရာမှာအဖြေအဖြေနေရာမှာမေကွန်းပြန်သုံးကြည့်ပါထားရှာရှီဟိုချီကွာမေကွာထားရှာရှီဟိုချီကွာမေကွာမင်း အမေရိကန်တန်ရုံသွားတဲ့နေအင်္ဂိုင်းချွေမေကောတရှိကွာအင်္ဂိုင်းဆိုတာကတော့ဒါတင့်နေပေါ့နော်ဒီစကလုံးကတော့ auxiliary verb တစ်ခုဖြစ်တယ်ဒါကြောင့်မို့ verb ဖြစ်ရှိရနေအထူးပြုပြီးသုံးတယ်ပေါ့တော်တော့အကျဉ်းပြုတာတိုက်ထွန်းတာတွေမှာသုံးတယ်နော်ကျွန်တော်မြန်မာလိုကြတော့သွားတင်တယ်တရုတ်လိုကြာတင်တယ်သွားတယ် auxiliary verb ကိုရှေ့ရထားတော့ပြရတယ်အင်္ဂိုင်းချီမေကွာအမေရိကန်တာရှိကွန်ဆာတန်ယုံကိုပြောတာအဲ့တော့မေကွာတာရှိကွန်ဆာအမေရိကန်တန်ယုံပေါ့ 美门跟得有多大点呢？你应该去美国大使馆。你应该去美国大使馆。俺们那片。 အမေရိကန်တယောက်သွားမယ်။ဟွာမင်းချင်းချီမေကောတာရှိကွာမင်းချင်းစာမနဲ့ပြန်နော်။ပြောတော့အချိန်ပြားစကလုံးတစ်ခုဖြစ်တယ်။အချိန်ပြားစကလုံးတွေကတော့ဗဖြစ်ရှီယာနေအထူးပြုလေးရှိတယ်။ဒါမှမဟုတ် subject ရဲ့ရှေ့မှာထားလဲရတယ်။ဆိုလိုတာတော့မင်းချင်းဟွာချီမေကောတာရှိကွာလို့တုံးလဲရတယ်။ဒါမှမဟုတ်ဒီတိုင်းလေးပဲပေါ့နော်။ဟွာမင်းချင်းချီမေကောတာရှိကွာဒီလိုတုံးလဲရအောင်နော်။ဟွာမင်းချင်းချီမေကောတာရှိကွာ။ မင်းပေတော့အမေရိကန်တရုတ်သွားမှလေနေရှာရှေဟိုချီမေကောတာရှိကွာရှာရှေဟိုရှာရှေဟိုစာဒီဝကြတယ်မှာပေတော့လေပေါ့နော်အနာဂတ်ကိုမေမြန်းဖော်ပြအောင်တုံးထားတဲ့မေကွန်းနံစာတစ်ခုဖြစ်တယ်ပေါ့နော်ကောင်းပြီရတော့ပေတော့သွားမှလဲဆိုရင်ရှာရှေဟိုချီအဲ့တော့ဒီနေရာမှာအဖြေကတော့မနှက်ဖြန့်သွားမယ်ဆိုရင်နံပါတ်7ပြန်ကြည့်ပါ ဗာလဲမြင်ထင်းချိမနှက်ဖြန်သွားမယ်မြင်ထင်းချိအဲ့တော့မနှက်ဖြန်ဆိုတဲ့အချိန်ကာလကိုမေကွန်မေးရဲ့ဗာနဲ့မေးလဲဘယ်တော့လဲရှားရှိခိုရှားရှိခိုအဲ့တော့ဘယ်တော့သွားမှာလဲရှားရှိခိုချိအဲ့တော့မင်းဘယ်တော့အမေရိကန်တယုံသွားမှာလဲညီရှားရှိခိုချိမေကော်ဒါရှိကွမ်နီရှားရှိခိုချိမေကော်ဒါရှိကွမ်ဘသူကအမေရိကန်တယုတ်သွားမှလဲရှေချိမေကော်ဒါရှိကွာရှေဆိုဘသူလဲရှေ ရှိဟုတ်ပြီနော်ဒါကတော့ subject ကိုမေးတဲ့မိကွန်းနန်စာတစ်ခုဖြစ်တယ်ပေါ့ဒီနေရာမှာအဖြေပြန်ဖြေလို့ရတယ်ဥမာငါသွားမယ်ဆိုဝါချီပပသွားမယ်ဆိုပပချီစသဖြင့်ပေါ့နော်အဲ့တော့ဘသူသွားမှာလဲဆိုရှေချီဘသူကအမေရိကန်တယောက်သွားမှာလဲရှေချီမေကွာတာရှိကွာရှေချီမေကွာတာရှိကွာ ငါကတငယ်ချင်းနဲ့အမေရိကန်တန်ရောက်သွားမယ်။我跟朋友去美国大使馆。我跟朋友去美国大使馆。အဲ့တော့ gun စာနဲ့ပေါ့နော်။朋友စာတငယ်ချင်း။အဲ့တော့ gun 朋友စာတငယ်ချင်းနဲ့အတူပေါ့။ gun 朋友တငယ်ချင်းနဲ့အတူတူ။ဒါကတော့ ကန်းဆောင်ဝီဘက်ပေါ့နော်ဝီဘက်တိကိုတောက်လို့ရှိရင်မြန်မာနဲ့မတူဘောနော်မြန်မာကျတော့ဝီဘက်ကိုနောက်ကထားတယ်ကမ်ဘုတ်ကိုရှေ့ရထားတယ်တငယ်ချင်းနဲ့တရုတ်ကျတော့ဝီဘက်ကရှေ့ရကမ်ဘုတ်ကနောက်ကနဲ့တငယ်ချင်းကွန်ဖုံးယောပြီးတော့မှဘက်ကိုအထူးဆက်ပြူတဲ့ချွေသွားမယ်ကွန်ဖုံးယောချွေဘယ်လိုလဲမေကော်တာရှိကွာ American တန်ယော Okay နော်အဲ့တော့ငါကတငယ်ချင်းနဲ့ American တန်ယောသွားမယ်ဟွာကွန်ဖုံးယောချွေမေကော်တာရှိကွာ我跟朋友去美国大使馆。 မရဘသူနဲ့အမေရိကန်တယုံသွားမှလဲညီကန်းရှေချီမီကော大使館ညီကန်းရှေချီမီကော大使館အဲ့တော့ဒီနေရာမှာလဲအဖြေပြန်ဖြင့်မေခွန်းနေရာမှာအဖြေပြန်သုံးလို့ရတယ်နံပါတ်14ပေါ့နော်ကန်း朋友တငယ်ချင်းနဲ့ကွန်ဖွန်ယိုတငယ်ချင်းနဲ့အဲ့တော့မေကွန်ပေးရင်လေဒီဖွန်ယိုဆိုတဲ့နေရာကိုဘယ်သူလဲဆိုတဲ့မေကွန်နဲ့အစားပြန်တော့ပါနံပါတ်15 跟谁跟谁，跟谁 you know. 后面呢？那么不国呢？American 要干嘛呢？你跟谁去美国大使馆？你跟谁去美国大使馆？American 要干嘛呢？美国大使馆在哪里？ မေကော်တာရှိကွာအမေရိကန်တန်ရုံစိုက်မှားရှိတယ်ဒါကတော့ valve တခုပေါ့နော်ဒီ valve ရဲ့နောက်မှာမေကွန်းနှံစာတုံးထားတယ်နေရာကိုမေတဲ့မေကွန်းနှံစာပေါ့အဲ့တော့စိုက်ဆိုတဲ့ valve ရဲ့နောက်မှာကံပုတ်တွေဒီနေရာမေတဲ့စကလုံးစကစုဒါမှမဟုတ် နေရာကိုပေါ်ပြတဲ့မေကွန်းနှံစာမေမြန်းတဲ့မေကွန်းနှံစာတွေကိုကံပုတ်အနေနဲ့တုံးတယ်ဒါကြောင့်မို့စိုက်နားလီစာဘမရှိတယ်လေဟုတ်ပြီနော်စိုက်နားလီအဲ့တော့အမေရိကန်တန်ရုံဘမလည်းမေကော်တာရှိကွာစိုက်နားလီမေကော်တာရှိကွာစိုက်နားလီ 我噶日干我毕业了的大几呢？我想去美国留学，我想去美国。 流血အဲ့တော့想ဒါကတော့ auxiliary verb အကုကရိယာတစ်ခုဖြစ်ပါတယ်အကုကရိယာတွေကတော့ verb ဖြစ်ရှိရတယ်အထူးပြုပြီးသုံးတယ်ပေါ့ auxiliary verb တွေเนาะဟုတ်အဲ့တော့想去တွားခြင်းနဲ့မြန်မာလိုကြတော့တွားခြင်းနဲ့တရုတ်လိုကြခြင်းနဲ့တွားတယ် auxiliary verb ကရှိရ verb ကနောက်က想去တွားခြင်းခံတာမေကွာ American နိုင်ငံအဲ့တော့ဒုတိယလှုပ်ဆောင်ချက်ကပါလဲ流血ပညာတော်သင်တယ်ဒါက verb တစ်ခုเนาะအဲ့တော့တွားတာကအရင်ရောက်လို့ရှင်ပါဖြစ်လဲပညာသင်မယ်ပေါ့အဲ့တော့ချီ ပြီးတော့မှလီယိုရှယ်ဒီလိုသုံးတယ်အဲ့တော့သွားတာရဲ့နောက်မှာသွားချင်းခံရတဲ့ကံပုတ်နေရာပြစကလုံးတစ်ခုထဲတာချွေမေကွာလီယိုရှယ်โอเคအဲ့တော့ငါအမေရိကန်ကိုပညာတော်သင်သွားခြင်းနဲ့ဝါရှင်ချွေမေကွာလီယိုရှယ်ဝါရှင်ချွေမေကွာလီယိုရှယ် 妈妈噶没人干嘛事的，我姐姐在美国，我姐姐，哎，到底嘛姐姐说阿妈对我，我是在布格兰南山的土表达嘞，这个铁东西也没留，阿妹说呢，我的姐姐，高米，哎，到姐姐说那个南的苦皮的，第南的是要我是布格兰南山不呢，布格兰南山的第南的苦个土表的，看嘛，多那苦啊，多山木不得木，七十八的，阿罗破表你的，所以这个铁东西也没留不呢，大爷。 ထူပြူတယ်ဝါကြည်ကျဲကောင်းပြီဒါကတော့ subject ပေါ့ဇာမှာရှိတယ်ရှင်းချင်းခန့်တဲ့နေရာကမ်ဘုတ်မေကောအမေရိကန်အဲ့တော့ငါမကအမေရိကန်မှာရှိတယ်ဝါကြည်ကျဲဇာမေကောဝါကြည်ကျဲဇာမေကောငါကိုကအမေရိကန်မှာမရှိဘူးဝါ哥哥不在美国。အဲ့တော့စိုက်စာမှာရှိတယ်ဒါက verb ပို့ကတော့အငင်းပေါ့နော်။အငင်း adverb က verb ဖြစ်ရှာအထူးပြုတယ်။အဲ့တော့ရှိတယ်ဆိုရင်စိုက်မရှိဘူးဆိုတော့ပို့စိုက်။အမေရိကန်မှာမရှိဘူး 不在美国，不在美国，不对嘞，我哥哥，我哥哥阿哥，我哥哥，然后阿哥个 America 妈咪西屋，我哥哥不在美国，地嘛嘞，不过啦，那啥我呢，哥哥是人奶奶啊，他多生母不得母。哦，破表嘞！大家莫这个铁头是啊，没萝卜。阿妹说呢，我的哥哥，他们是搞表呢。我哥哥他也出表了呢。我哥哥不在美国，我哥哥不在美国。 အခုတို့လဲအမေရိကန်မှာမရှိဘူးရှင်းဆိုင်ထားရဘူးဆိုင်မေကွာရှင်းဆိုင်ဆိုအခုပေါ့နော်ဒါကတော့အချိန်ပြတဲ့နန်တစ်ခုဖြစ်တယ်ပေါ့အချိန်ပြနန်တွေက subject ရှေ့မှာထားလဲရတယ်နောက်မှာထားလဲရတယ်ဆိုလိုတာတော့ထားရှင်းဆိုင်ရဘူးဆိုင်မေကွာဒါမှမဟုတ်ထားရရှင်းဆိုင်ဘူးဆိုင်မေကွာဒီလိုသုံးလို့ရတယ်ဟုတ်ပြီနော်အခုတော့အချိန်ပြစကားလုံးကိုရှေ့မှာထားတယ်ဆက်ချက်ရှေ့ဝါကြအစားဆုံးမှာထားပေါ့ရှင်းဆိုင် ထားရေဘိုးဆိုင်မေကောရှင်းဆိုင်ကူထားရေသူလဲပဲပေါ့နော်ဘိုးဆိုင်မရှိဘူးဗမာလဲမေကောအမေရိကန်မှာအဲ့တော့ခုသူလဲအမေရိကန်မှာမရှိဘူးရှင်းဆိုင်ထားရေဘိုးဆိုင်မေကောရှင်းဆိုင်ထားရေဘိုးဆိုင်မေကော ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Chinese for our website e-learning membership program ကိုချုပ်ဆိုပါရစေကျွန်တော် website မှာမှမတစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖက်အတန်ထွက်တတညံစမ်းတွေနဲ့ HSK တင်ကန်းစာတွေကိုအခမဲ့လေ့လာခွင့်ရမှာပါလေ့လာခွင့်ရရှိမဲ့ course ရဲ့အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video တင်ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တေချာနေစနစ်တွေနဲ့လေ့လာခွင့်ရရှိမဲ့နမူနာတင်ကန်းစာတွေကိုတော့ကျွန်တော်ရဲ့ website စာမျက်နှာမှာ အလွယ်တကူဝင်ရောက်ချစ်ရှုနိုင်ပါတယ်။ website နဲ့ပတ်သက်တဲ့ chat လက်တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။အခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်။သူက American လူမျိုးပါ။ထားရှိမီကောရန်ထားရှိမီကောရန်အဲ့တော့ထားသူကရှစ်ဖြစ်တယ်ဟုတ်တယ်ပေါ့နော်ဒါကတော့ verb တခုဖြစ်တယ် 他 subject ပေါ့နော်အဲ့တော့ဖော်ပြခြင်းခံတာ may Korean American လို့မျိုးဒါကတော့ကံပုတ်အနေနဲ့သုံးထားတာပေါ့နော် may Korean အဲ့တော့ may Kor ဆိုတာက American နိုင်ငံကိုပြောတာ Yan ဆိုတာကလူအဲ့တော့နိုင်ငံတွေမျိုးတွေရအောင်မှာ Yan ဆိုတဲ့စကားလို့ဆက်လိုက်ရင်အဲ့ဒီနိုင်ငံသားအဲ့ဒီမျိုးသားအဲ့ဒီလူမျိုးပေါ့နော်ဒီလိုဖော်ညွှန်းနိုင်တယ်ဥပမာကျွန်တော်တို့မြန်မာဆိုရင်မြန်တျက်မြန်တျက် Yan ဆိုလို့ရှိရင်မြန်မာလူမျိုးပေါ့ဥပမာကျုံးကော်ဆိုရင်တရုတ်နိုင်ငံကျုံးကော်ရန်ဆိုရင်တရုတ်လူမျိုးပေါ့ဒီလိုပြောတာနော် 好，按照美国是个 American 那个美国人，所以 American 卢米奥 American 那个的。好，那按照这个 American 卢米奥吧，他是美国人，他是美国人。那听个 American 卢米奥，我们后铺老板。 不是美国人အဲ့တော့是ဟုတ်တယ်ဖြစ်တယ်ဒီ fact ကိုကျွန်တော်တို့အငင်းသုံးမယ်ဆိုသူရဲ့ရှေ့မှာအငင်းကရိယာဝိသေသနာပို့နေနေတယ်အဲ့တော့不是ဆိုမဟုတ်ဘူးပေါ့不是ဟုတ်ပြီနော်လောင်ပန်ဆိုတထေโอเคအဲ့တော့တထေကအမေရိကန်လူမျိုးမဟုတ်ဘူးလောင်ပန်不是美国人လောင်ပန်不是美国人ဆရာကအမေရိကန်လူမျိုးလား 老师是不是美国人？အဲ့တော့是ဟုတ်တယ်။不是မဟုတ်ဘူး။အဲ့တော့အဟုတ်နဲ့အမြင်နဲ့တွဲထားလို့ရှင်ဒါမေကွန်းဖြစ်တာလာမေကွန်းပေါ့။အဲ့တော့是不是ဆိုရင်ဟုတ်ပါသလားဖြစ်ပါသလားဒီလိုပြောတာဟုတ်ပြီနော်။ဟုတ်ပါသလားဖြစ်ပါသလား是不是။ Okay ဒါဆိုမေးလို့ရပြီ။ဆရာက American လူမျိုးလား။老师是不是美国人？老师是不是美国人？ ်ဘသူကအမေရိကန်လူမျိုးလဲရှေးရှေးမေဂေါရန်ရှေးဆိုတာဘသူလဲပေါ့နော်ဒါကတော့မေဂွန်နန်စာတခုဖြစ်တဲ့ subject တွေကိုမေးလို့ရတယ်ဒီမှာတော့ subject တွေကိုမေဂွန်ထုတ်ထားတာပေါ့အဲ့တော့ဘသူကအမေရိကန်လူမျိုးလဲရှေးရှေးမေဂေါရန်ဥပမာငါဆိုရင်ဒီမှာအဖြေလေးပြန်ထိုင်လာဝါရှေးမေဂေါရန်သူဆိုရင်ထားရှေးမေဂေါရန်စသဖြင့်ပေါ့နော်ကောင်းပြီအဲ့တော့ဘသူကအမေရိကန်လူမျိုးလဲရှေးရှေးမေဂေါရန်ရှေးရှေးမေဂေါရန် သူအမေရိကန်မှာအလုပ်လုပ်တယ်။他在美国工作，他在美国工作。然后他妈个。 size ဆိုတဲ့စကားလုံးလေးကဒီမှာ verb အနေနဲ့သုံးထားတာမဟုတ်ဘူးเนาะသူက we verb proposition အနေနဲ့သုံးထားတာခမရမှာလို့ဘာသာပြန်တယ်เนาะမှာနေရာကိုပေါ်ပြောက်အောင် သုံးတာအဲ့တော့ကျွန်တော်တို့ we verb တွေကကျတော့မြန်မာစကားမှာကျတော့ canbook ကရှေ့ရ we verb ကနောက်က american မှာတရုတ်စကားကျတော့ we verb ကိုရှေ့ရထားတယ်မှာ american side make or side make or အဲ့တော့ဒါက we verb စကားစုဖြစ်သွားပြီ we verb စကားစုဆို verb ဖြစ်ရှေ့ရနေအထူးပြုတယ်စိုက်မေကောကုံစော့ကုံစော့ အလုတ်လုတ်တယ်ဒါက fat နော်ကောင်းပြီသူကနောင်အနေနဲ့တွဲရင်နောင်အနေနဲ့သုံးထားရင်တော့ဒါအလုတ်ပေါ့သူက fat ကောနောင်ကော သုံးပြုလို့ရအောင်နော်ဂုံးစော့ Okay ဒီမှာတော့ vaf အနေနဲ့သုံးထားတာပါအဲ့တော့သူက American မှာအလုတ်လုတ်တယ်ထားဆိုင်美國工作ထားဆိုင်美國工作 သူအမေရိကန်မှာအလုပ်လုပ်ချင်တယ်ထားရှင်在美国工作ထားရှင်在美国工作 okay အဲ့တော့ရှင်ဆိုတာချင်တယ် auxiliary verb တခုဖြစ်တယ်သူကစိတ်ကူးဆန္ဒတွေကိုဖော်ပြအောင်အတွက်သုံးတယ်ပေါ့ auxiliary verb တွေကပုံမှန်အတိုင်းဆို verb ဖြစ်ရှိမှာကပ်ပြီးသုံးတယ်ဆိုလိုတာတော့အလုပ်လုပ်ချင်တယ်ဆိုရင်ရှင်工作ဒါပေမဲ့ we verb ဆက်ကစုတွေသုံးထားပြီဆိုရင် we verb ရဲ့ရှေ့ရသုံးရတယ်အကယ်၍ဒီဝက်ကြောက်ပေါ့နော်在美国ရှင်工作လို့သုံးရင်ပါတယ်ပေါ့ ဟုတ်ပြီနော်စိုက်ကဝိဘက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ရှံကဝိဘက်ရဲ့ရှေ့မှာပဲထားရတယ်။ရှံစိုက်မေကောကုန်းစော့ဟုတ်ပြီနော်အမေရိကန်မှာအလုပ်လုပ်တာစိုက်မေကောကုန်းစော့အဲ့ဒါကိုသူကဂျင်းနေဆိုပြီးတော့အထူးပြုထားရှံစိုက်မေကောကုန်းစော့အဲ့တော့သူကအမေရိကန်မှာအလုပ်လုပ်ခြင်းနဲ့ထားရှံစိုက်မေကောကုန်းစော့ထားရှံစိုက်မေကောကုန်းစော့ သူကအမေရိကန်သွားပြီးတော့အလုပ်လုပ်ချင်တယ်။ထားရှာချွေမေကောင်းသောအဲ့တော့ချွေကသွားတယ်။ကုန်းသောကအလုပ်လုပ်တယ်။အဲ့တော့အလုပ်လုပ်တာနဲ့သွားတာနဲ့မှသွားတာကအရင်ဒါကြောင့်မို့ချွေဆိုတဲ့ဘက်ကိုကျွန်တော်တို့ကအရင်ပြောရတယ်။ချွေမေကောအမေရိကန်သွားမယ်ပြီးတော့မှကုန်းသောအလုပ်လုပ်မှာချွေမေကောကုန်းသော Okay အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကလည်းချင်းနဲ့ချင်းနဲ့ဆို auxiliary verb ပေါ့ရှောင်းဒါနဲ့တုံးထားတာပေါ့အဲ့တော့သူကအမေရိကန်သွားပြီးအလုပ်လုပ်ချင်းနဲ့ထားရှောင်း 去美国工作，他想去美国工作。美把叫 America，n 吗？露露去哪里？你为啥想在美国工作？你为啥？ ဝေရှာဆိုတာဘာလို့လဲဘာကြောင့်လဲဘာဖြစ်လို့လဲအကြောင်းပြချက်ကိုမေးတာကျွန်တော် textbook တွေထဲမှာကြတော့ဝေရှမလို့သုံးတယ်เนาะဒီမှာစကားပြောပုံစံထဲမှာကြတော့ကျွန်တော်ကဝေရှာဆိုပြီးတော့သုံးပြထားတယ်เนาะဟုတ်အတူတူပဲဗျเนาะအဲ့တော့ဝေရှာဘာဖြစ်လို့ဘာကြောင့်ဝေရှာ okay အဲ့တော့ကျွန်တော်တို့ကဒီ verb ကိုကြည့်ကုံစော့ဆို verb verb ဖြစ်ရှိမှာကျွန်တော်တို့ကရိယာဝိသေသနာပုတ်စုသုံးခုကိုတပြိုင်တည်းတွဲထားတယ် တခုကပါလဲဆိုစိုက်မေကောဝိဘဆကစုစိုက်မေကောအဲ့တော့ဒီဝိဘဆကစုဒီကရိယာဝိတေသနာပုစု အဖြစ်ဒီဖက်ဖြစ်ရှာအထူပြုရတယ်စိုက်မေကောကုံစော့ကုံစော့ဆိုတော့ဖက်ဖြစ်ရှာအထူပြုတယ်တခါရှောင်းဒါက auxiliary verb auxiliary verb ကလည်းကရိယာဝိတေသနာပုစုအနေနဲ့ဒီဖက်ဖြစ်ရှာပဲအထူပြုရရှန်ကုံစော့ကောက်ပြီးဝိရှာဒါကမေကွန်နန်စာသူကလည်းကရိယာဝိတေသနာပုစုအနေနဲ့ကုံစော့ပဲအထူပြုရဝိရှာကုံစော့ ဟုတ်ပြီနော်အဲ့တော့၃ခုအဲ့တော့၃ခုရှိတယ်ဝေရှာဒါကဗာလဲမေကွန်နန်ဆာရှန်အောက်ဆယ်လရီဗာ စိုက်မေကောဝိပတ်စကစု၃ခုလုံးဒီကရိယာဝိသေသနာပုတ်စုအနေနဲ့ဒီကုံစော့စွာပဲအထူပြုတယ်ဒါကြောင့်မို့၃ခုလုံးသူ့ရဲ့ရှေ့မှာထားတယ်အဲ့ချိန်မှာကျွန်တော်စီနီယာတွေမှားလို့မရအောင်ဟုတ်ပြီနော်ကျွန်တော်တို့ဝိပတ်စကစုကအနီးဆုံးမှာနေစိုက်မေကောကုံစော့ auxiliary verb ကဝိပတ်ရဲ့ရှေ့ရထားတယ်ရှံစိုက်မေကောကုံစော့ဝိရှာအကြောင်းပြချက်မေးတဲ့မေကွန်းနန်စာတွေကဟိုရှေ့ဆုံးများသောအားဖြင့် subject အနောက်မှာကပ်ပြီးနေလေရှိတယ်ဒါကြောင့်မို့ညီဝိရှာရှံစိုက်မေကောကုံစော့ဒီလိုဖြစ်သွားတာပေါ့နော် တော့မင်းပါကြောင့်အမေရိကန်မှာအလုပ်လုပ်ချင်တာလေ။ညီဝိရှာရှန်在美国工作。你为啥想在美国工作？သူလဲအမေရိကန်မှာအလုပ်လုပ်ဖူးတယ်။ထားရဲ့在美国工作过。ထားရဲ့在美国工作过。အဲ့တော့ဒီမှာ go ဆိုတဲ့စကားလုံးလေးဒါကတော့အခြေအနေပြနောက်ဆက်ပုတ် special particle ဖြစ်တယ်။သူကတော့ verb တည်းအနော်မှာတဲ့ရဲ့အတွက်ဆက်တယ်ပေါ့။အတိတ်ကအတွေ့အကြုံကိုဖော်ပြအောင်အတွက်သုံးတယ်။အဲ့တော့ကုန်းစော ကော့အလုတ်လုတ်ဖူးလေကုံးစော့ကော့ကောင်းပြီဝီဘတ်ဆက်ကဆူကတော့ဗက်ဖြစ်ရှေအထူးပဲစိုက်မေကော့ကုံးစော့ရဲဒါက advert ဒီ advert ကမြန်သောဖြင့် subject နောက်မှာကတ်ထားလေးရှိတယ်သူလဲ verb ကိုအထူးပြုတာပဲဒါပေမဲ့သူကျတော့ subject နဲ့အနည်းဆုံးသားလေးပါနေလေးရှိတယ်ပေါ့အဲ့တော့သူလဲ American မှာအလုတ်လုတ်ဖူးတယ်ထားရဲစိုက်မေကော့ကုံးစော့ကော့ထားရဲစိုက်မေကော့ကုံးစော့ကော့ကောင်းပြီအငင်းသုံးမယ်ဝါမေးဆိုင်မေကိုကုန်းချောကော ်我没在美国工作过 OK အဲ့တော့ဒီမှာကျွန်တော်တို့မေယုံမကေအငင်းကရိယာဝိသေသနဂရက် effect ကျွန်တော်တို့ဘာဖြစ်လို့ပုမတော်ဝဲမေယုံသုံးတာလဲကော့ဒီနောက်ဆက်ပုံလေးတွဲထားလို့ကော့ဆိုတာကလှုပ်ဖူးတဲ့အတိတ်ကအတွေ့အကြုံကိုဖော်ပြတာအဲ့တော့ကုန်းစော့ကော့လို့သုံးလိုက်ကြတဲ့ဒါဘာဖြစ်သွားပြီလဲ past tense ဖြစ်သွားပြီအလုံးလုံးဖူးတယ်ဟိုးအရင်တော့ကအလုံးလုံးဖူးတာအဲ့လို past tense ဖြစ်သွားပြီဆိုအငင်းဒီပုနဲ့ငင်းလို့မရအောင်မေယုံနဲ့ငင်းရတယ် ကောင်းပြီနောက်တစ်ခုကဒီ may ဆိုတဲ့စကားစုကဒါ advert အငင်းကြိယာဝိသေသနာနော် advert အဲ့တော့သူကဘာမှတော့ရလဲဆိုတော့ဝိဘတ်စကားစုတွေပါနေရဝိဘတ်ရဲ့ရှေ့ရပဲတော့ရတယ်ဆိုလိုတာဒီနေရာမှာ side may ကော may ကုန်းစော့ကော်လို့တော့ရင်မှားတယ်ဟုတ်ပြီနော်ဘာလို့လဲဝိဘတ်စကားစုတွေဒီ verb နဲ့ကတ်ထားတယ်အကယ်၍တခြားကရိယာဝိတေသနာပုတ်စုတွေပါဝိဘတ်ရဲ့ရှေ့မှာပဲထားတော့လေရှိတယ်များတော့ဖြစ်ဒါကြောင့်မို့မေယော 在美国工作过，多么好，没在美国工作过，提了都呢，好比呢，还有我个 America 嘛，阿老么老婆婆，我没在美国工作过，我没在美国工作过。我 America 很了解的，我喜欢美国菜，美国啥 America 菜菜啥很我表达。ဟုတ်ပြီနော် American him him လေးရပါဘော American အစားတောက်လေးပေါ့နော်မေကောဆိုင် Okay စီဟွမ်းစာကြိုက်တယ်ဒါက vet တခုဖြစ်တယ်ပေါ့ ကြိုက်ချင်းခံတဲ့ဟင်းလျာတွေကဒီဖက်ဖြစ်တော့မှာကံပုတ်အနေနဲ့တုံးထားတယ်ဗျ။ဒါကြောင့်မို့စီဝါမေကောချိုင်လို့တုံးထားတာ။ငါကအမေရိကန်ဟင်းလျာတွေကိုကြိုက်တယ်။ဝါစီဝါမေကောချိုင်။ဝါစီဝါမေကောချိုင်။မင်းအမေရိကန်ဟင်းလျာတွေကြိုက်လား။နေစီပုစီဝါမေကောချိုင်။ အဲ့တော့ဒီမှာအဟုတ်အငင်းတွဲထားတာတွေ့လိမ့်မယ်။စီခွားကြိုက်တယ်၊ပုစီခွားမကြိုက်ဘူးအဟုတ်နဲ့အငင်းနဲ့။အဟုတ်နဲ့အငင်းနဲ့တွဲထားရင်လာမေကွန်ဖြစ်တယ်။အဲ့တော့အဟုတ်ပုံစံဆိုရင်အတန်တွေဘယ်လောက်များများရှေ့ဆုံးတန်တစ်ခုပဲတုံးရင်လုံလောက်တယ်။ဒါကြောင့်မို့စီခွားပုစီခွားဆိုတဲ့အစာကိုဘယ်လိုပဲတုံးတာလဲစီပုစီခွား။ကောက်ပြီနော်။အဲ့တော့မေအမေရိကန်ဟင်းလျာတွေကြိုက်လား။ညေစီပုစီခွားမေကောချိုင်။ညေစီပုစီခွားမေကောချိုင်။ ်ငါလဲအမေရိကန်ဟင်းလျာတွေမကြိုက်ဘူးဝါရဲ့ပုစီဝမ်းမေကိုခြိုက်အဲ့တော့စီဝမ်းစာကြိုက်တယ်သူ့ကိုအငင်းသုံးတဲ့အခါမှာ verb ဖြစ်ရှိမှာအငင်းကရိယာဝိသေသနာ negative adverb ပို့နေနေနော်အဲ့တော့စီဝမ်းကြိုက်တယ်ပုစီဝမ်းမကြိုက်ဘူးငါလဲပဲပေါ့ဝါရဲ့ရဲစာလဲရဲစာလဲငါလဲဝါရဲ့ငါလဲဟုတ်ပြီနော်ငါလဲအမေရိကန်ဟင်းလျာတွေမကြိုက်ဘူးဝါရဲ့ပုစီဝမ်းမေကိုခြိုက်ဝါရဲ့ပုစီဝမ်းမေကိုခြိုက် American h i l l y 的呀，盐沙路讲嘞，美国菜非常好吃，非常啥盐啊农民不喏，啊盐啊农民非常好吃，好吃啥啊记得沙路讲到不？但是 degree 表 advice 呀，to be 非常好吃，盐沙路讲的非常好吃。而 American h i l l y 的个盐沙路讲嘞，美国菜非常好吃，美国菜非常好吃。啊 မေအမေရိကန်ဟင်းလျော်တွေစားဘူးလားနေချေကွာမေကောချိုင်မာကောင်းပြီအဲ့တော့ချေစာစားတယ်ဒါကဗက်တခုဖြစ်တယ်ကော့ကော့ကတော့ခုနရှိမှလဲသုံးလေးခုနမူနာပြခဲ့ပြီးသွားရင်နော်ဒါကတော့ဗာလဲဆိုတော့အခြေအနေပြနောက်ဆက်ပေါ့အတိတ်ကအတွေ့အကြုံတွေကိုပေါ်ပြတာစားဘူးတယ်တော့ဖူးတယ်လာဖူးတယ်မြင်ဘူးတယ်စသဖြင့်ပေါ့အဲ့တော့သူက နောက်ဆက်ပုတ်အခြေအနေပြနောက်ဆက်ပုတ်ဒါဆိုရင်ကံပုတ်တွေကဒီနောက်ဆက်ပုတ်ရဲ့နောက်မှာပဲတွဲပေးရတယ်နော်ဒါကြောင့်မို့ချေကော့ပြီးတော့မှ American Hill ရမေကောချိုက်မားစာလာတလားဒါလည်းနောက်ဆက်ပုတ်ပဲเนาะဝချာနောက်ဆက်ပုတ်လာဒလာမိကုံအတွက်သုံးထားတာโอเคအဲ့တော့မေအမေရိကန်ဟင်းလျာကိုလေစားဘူးလားညချေကော့မေကောဆိုင်မာညချေကော့မေကောဆိုင်မာဝါရဲ့ချေကော့မေကောဆိုင်ရဲလဲပဲပေါ့เนาะငါလဲပဲဆိုဝါရဲ့ ချေကွာစားဖို့တယ်မေကောချာအမေရိကန်ဟင်းလျာတွေငါလဲအမေရိကန်ဟင်းလျာတွေကိုစားဖို့တယ်ဝါရဲ့ချေကွာမေကောချာဝါရဲ့ချေကွာမေကောချာငါအမေရိကန်ဟင်းလျာတွေမစားဖို့ဘူးဝါမေချေကွာမေကောချာအဲ့တော့ဒီမှာလဲဘာတော့တာလဲမေယောစတော့တာမေယောဟုတ်ပြီနော်ဒါကအငင်း ကိုရီးယားဝိသေသနာတစ်ခုဖြစ်တယ်။ဘာဖြစ်လို့ပို့မသုံးတာလဲ။အန်ရှိမှလည်းကျွန်တော်နမူနာလေးပြခဲ့ပြီးပါပြီ။ core ဆိုတဲ့နောက်ဆက်ပုတ်ကိုသုံးထားပြီဆိုရင်ဒါက pasting ကိုရည်ညွှန်းတာ။ pasting ကိုရည်ညွှန်းလို့ရှင်ပို့နဲ့ညင်းလို့မရဘူးဗျ။ပို့ချီကော့လို့လုံးဝသုံးလို့မရဘူး။ဘယ်လိုသုံးရလဲ။မေယောချီကော့ဒါမှမဟုတ်စကားပြောပုံစံနေကြရင်ယောဆိုတဲ့အတန်အတွက်ထည့်မပြောတော့ဘူး။မေချီကော့ငါအမေရိကန်ဟင်းလျာတွေမစားဘူးပါဘူး။ဝါမေချီကော့美国菜，我没吃过美国菜。 အမေရိကန်ဟင်းလျာတွေအရသာဘလို့လဲမေကောဆိုင်ဝေတော့ဇာယံမေကောဆိုင်ဝေတော့ဇာယံအဲ့တော့မေကောဆိုင်အမေရိကန်ဟင်းလျာဝေတော့ဝေတော့ဆာအရသာကိုပြောနော်ဝေတော့အရသာဇာယံဇာယံဆာဇမယံမယ် ျွန်တော် textbook တွေထဲမှာဆိုရင်ဘလို့လဲဇာမယံလို့သုံးတာလေစကားပြောပုံစံမှာကြောင့်ဇာယံလို့သုံးလဲရတယ်เนาะဟုတ်အဲ့တော့ without ဇာယံဆိုတာအရသာဘလို့လဲဒါကအခြေအနေကိုမေးတာပေါ့เนาะอืม okay အဲ့တော့ American ဟင်းလျာတွေအရသာဘလို့လဲ美国菜味道咋样美国菜味道咋样美国 Cafe ဝေတော့စာရန် Cafe စာ Coffee နော်အဲ့တော့မေကော Cafe စာ American Coffee မေကော Cafe ဝေတော့စာရန် American Coffee ကအရသာဘယ်လိုလဲမေကော Cafe ဝေတော့စာရန်မေကော Cafe ဝေတော့စာရန်ဟာမေကော Cafe ဝေတော့စာရန်အဲအမေရိကန်ကော်ဖီကအရသာကောင်းပါလေမေကော်ကာဖေဝိတော့ ပူချော့ပူချော့စာကောင်းတယ်လို့ပါတာပြန်တယ်မဆိုးတော့ပေါ့ကောင်းတော့ပေါ့အတူတူပဲเนาะမဆိုးစာကောင်းတယ်လို့ပဲပြောတာတချို့ကလည်းပူချော့ဆိုရင်မဆိုးဘူးလို့ပါတာပြန်တယ်မဆိုးဘူးဆိုတာကကောင်းတာနဲ့အတူတူပဲဒါကြောင့်မို့ကောင်းတယ်လို့ပါတာပြန်လဲရတယ်သူရဲ့အဓိပ္ပာယ်နှစ်မျိုးပေါ့မဆိုးတော့ကောင်းတော့ပေါ့เนาะโอเคအဲ့တော့ American Coffee ရတာကောင်းတယ်မေကောကာဖေဝိတော့ပူချော့မေကောကာဖေဝိတော့ပူချော့ ငါ American coffee အကြိုက်ဆုံးပဲ။ဟော最喜欢美国咖啡，我最喜欢美国咖啡。最是阿叔 superlative degree 有破表嘞，不呢？都个 advert 酷皮嘞，degree 表嘞 advert，他叫 fancy 嘛，图标嘞最喜欢再搜再亲看啦，干部美国咖啡。还有我个 American coffee 再搜没？我最喜欢美国咖啡，我最喜欢美国咖啡。 ားလုံးကိုကျေးဇူးတင်ပါတယ်